မန္တလေးမြို့ကမြန်မာကလောင်းဒေါက်တာအဖွဲ့မှကလေးချစ်တဲ့သူတွေပါဝင်ပြီးနာမကျန်းလို့စိတ်ယုံတက်နေရတဲ့ကလေးတွေကိုဖျော်ဖြေပေးနေပါတယ်ဒီသတင်းကိုတော့စောနန်းကပေးပို့ထားပါတယ်ရှင်ယောဂဝေဒနာခံစားနေရတဲ့ကလေးငယ်တွေကိုစိတ်ပျော်ရွှင်စေဖို့လှူဆောင်ပေးနေတဲ့ကလောင်းဒေါက်တာအဖွဲ့ဝင်တွေဟာစေတနာဝန်ထမ်းတွေဖြစ်ပြီးတော့နာမကျန်းဖြစ်လို့စိတ်ယုံတက်နေရတဲ့ကလေးတွေကိုကိုယ်ပိုင်အချိန်တွေအသုံးပြုပြီးလာရောက်ဖျော်ဖြေပေးကြတာပါ ကလေးချစ်တဲ့သူတွေအနေနဲ့လည်းစိတ်ဝင်စားတယ်ဆိုရင်မန္တလေးမြို့ကမြန်မာကလောင်ဒေါက်တာအဖွဲ့မှာပါဝင်ပြီးနာမကျန်းလူစေရင်တက်နေရတဲ့ကလေးတွေကိုဖျော်ဖြေပေးလို့ရနေပါပြီ။ကလောင်ဒေါက်တာတယောက်ဖြစ်ဖို့ဘာတွေသိရှိလိုက်နိုင်ဖို့လိုလဲဆိုတာကိုတော့ကလောင်ဒေါက်တာတဦးဖြစ်တဲ့ဒေါက်တာကောစီလာကအခုလိုပြောပြပါဗျာ။ဆောင်ရဆောင်ရတော့ရှိဆောင်ရအဓိကဆောင်ရှောင်းပါမယ်ကလေးတွေကိုတော့ဘာရောလာဖြစ်လဲတော့မမေးရဘူးပြီးတော့သူတို့ရောဂါတက်တာတော့မပါဘူးပြောလို့ကျေးဇူးတင်ပါတယ်မသိရဘူးအဲ့ဒါအဓိကဆောင်မယ်ရှောင်းမယ်ချက်ပါဒီက ဖြောပြမှုတွေပေါ့ပေါ့တော့မှအတော်ပါလေးတိတိလေးပါတယ်ဆိုတော့ကျွန်တော်ဒီကအဲကြည်ရင်တော့ဖြောပြလို့ထင်ပါတော့ဒါပေမဲ့ကျွန်တော်တို့ဖြောပြရတယ်မဟုတ်ဘူးသူတို့ရဲ့ဆရာထက်တန်မှုတွေဟိုသူတို့ရဲ့အနာဂတ်လေးတွေလောက်ပါကျွန်တော်တော့ကနေပြီးတော့နည်းနည်း happy ရဲ့ happy ရလို့ပြီးတယ်ပေါ့ခံစားရတော့ကျွန်တော်ရမ်းကြော်ပါတယ်ဘာလို့လဲဆိုတော့အဲမကျမ်းပါတယ်ဒီပေါ်မှာလို့ကြည်အောင်လို့ဆိုတာဒါလည်းဒီကောင်ကိုသူတို့လေးကြော်လာကျွန်တော်ပြန်လာအောင်ပျောက်ပါတော့ရမ်းကြော် န္တလေးကမြန်မာကလောင်းဒေါက်တာလို့ခေါ်တဲ့ရုပ်ပြောင်ဆရာဝန်အဖွဲ့ဟာမန္တလေးမြို့ကဂရင်950ကလေးဆေးရုံနဲ့ဂရင်300ကလေးဆေးရုံတွေမှာအပတ်စဉ်စနေနေ့နဲ့တနင်္ဂနွေနေ့မနက်တိုင်းဆေးရုံမှာတက်ရောက်ဆေးကုသနေရတဲ့ကလေးငယ်တွေကိုစိတ်ပျော်ရွှင်စေဖို့ရည်ရွယ်ပြီးမျက်လဲပြတာဟာတာပြောတာတွေနဲ့ကလေးငယ်တွေနဲ့ကစားတာတွေကိုပြုလုပ်နေတာပါသူသွားတော့သူပါအိမ်မှာပဲသူကလေးရေပေါ့အရင်ပျော်တယ်ညက်လက်လောက်တာပါအိမ်မှာညက်လက်ဆရာခေါ်ပြပါအိမ်မှာပဲဒီကလေးရဒါလေးတောင်မှ အရန်ပြော်ရနေပါတော့ခင်ဗျာသူရဲ့ဒီကနေအဲ့မှာလုံးကဆပြော်ဒီဟာကိုလုံမယ်လုံမယ်မကြသေးခင်ကပဲအဲ့ ground တော့ပေးခွဲတိုင်းလုပ်ခုပဲတို့ကလည်းဖိတ်ခေါ်စာရုံနဲ့နေရပါပဲအဲ့မှာလည်းဒီမှာဆပြော်ငါလုပ်ကိုလုံအောင်လုပ်ဆိုဖြစ်ပါတော့တော့ဒါမှအခုညီမတို့တလားတော့ရှိပါရဲ့အိမ်မှာပဲညီမတို့အောင်မြင်နိုင်လည်းရှိပါရဲ့ဟိုကလေးလေးတယောက်ဆိုလို့ရှိရင်တော့ဒီမျိုးကမဟုတ်ဘူးပေါ့ဟိုကချက်ရောက်လေလက်တွေမလုံးနိုင်တော့ပါဘူးဒါမဲ့ညီမတို့သာလို့ရင်အရန်ပြော့ပါတယ် ဲ့ကလေးကသူစာမင်းပွဲတောင်မှာအเจ้าမဖြေရအเจ้าမဖြေနိုင်နဲ့ဆေးရုံမှာဖြေရအခြေအနေပါသူဇက်ကနေပြောတယ်ငွေချင်းကြောက်ဖြေရနိုင်ရပေါ့အဲ့ကလေးတယောက်ကဆိုရင်ညီမတို့ကတော့စောင့်တယ်သူစနေနေ့မှာသူစာမွေးဖြေရဆေးရုံဒါပေမဲ့မမတို့လာရင်ပြောသူအမေဥမာထားတယ်သူကြုံသွားတယ်မြန်မာနိုင်ငံမှာတော့ cloud doctor အလို့ဟာစေတနာဝန်ထမ်းလူငယ်တွေကသူတို့ရဲ့အလုပ်ပိတ်ရက်နဲ့ကျောင်းအရက်တွေမှာလုပ်နိုင်ကြတာဖြစ်ပေမဲ့နိုင်ငံတကာမှာတော့ဒီအလို့ဟာအလို့အကိုင်းတစ်ခုအဖြစ်အချိန်ပြည့်လုပ်ကင်နေကြတာပါ မြန်မာကလောင်ဒေါက်တာရုပ်ပြောင်ဆောင်ရွက်အဖွဲ့ကိုရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ2012ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကအမေရိကန်အခြေစိုက်ပရိုက်တာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Bridge of Light ကအဲဒီကစတင်ဖွဲ့စည်းပေးခဲ့တာပါစစ်ကြောင်းသားတွေနဲ့စစ်ကြောင်းသူအဖွဲ့ဝင်၁၁ယောက်ပါဝင်တဲ့မန္တလေးကမြန်မာကလောင်ဒေါက်တာရုပ်ပြောင်ဆောင်ရွက်အဖွဲ့ကတော့2015ခုနှစ်ဧပြီလမှာလှုပ်ရှားမှုတွေစလုပ်ခဲ့တာပါကျွန်မစောနှမ်းပါ